ရတဲ့များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ရန်ကုန်တွန်းဆိုင်ကာတွန်း channel လေးမှပြန်လည်ကြိုဆိုလိုက်ပါရစေ။ဗီဒီယိုလေးမကြည့်ခင်မှာ VPN လေးဖွင့်ပြီးကြည့်ပေးကြဖို့တောင်းဆိုလိုက်ပါရစေ။ဒီကနေ့ပရိသတ်တွေကိုတင်ဆက်ပေးသွားမယ့်ကာတွန်းပုံမြင်လေးကတော့ချွေးမလေးပူဇာနားထောင်စမ်းဟုတ်ကဲ့အမေပြောပါ ပူဇာဟာခန်းဗီဒီယိုထဲမှာဖိုင်တွေထည့်ထားတဲ့အိတ်တလုံးထားထားတယ်အဲ့ဒါလေးယူပေးခဲ့ပါအောင်ကွယ် အန်ဂျနာခိုင်းလိုက်တဲ့အခါမှာတော့ပူဇာဟာဖိုင်အိတ်ကိုအခန်းထဲကနေတွားယူလာခဲ့ပါတယ်။အမေဒီအိတ်ကအရန်လေးတာပဲ။လူလာဖို့တောင်တော်တော်ခက်တယ်။ဒီအိတ်ထဲမှာဘာတွေရှိလို့လဲ။ငါခွင့်ပြမှာပေါ့။နင်ကိုယ်တိုင်ကြည့်လို့ရပါတယ်ချွေးမလေးရဲ့။ဒီနောက်အန်ဂျနာဟာသူ့မရဲ့ချွေးမသုံးယောက်စလုံးကို ရှေ့ကိုလမ်းခေါ်လိုက်ပါတယ်။သူတို့အားလုံးအရှိမပဲဖိုင်အိတ်ကိုဖွင့်လိုက်ပါတယ်။ဒါကိုမြင်သိခဲ့ရတဲ့အခါမှာတော့ချွေးမလေးယောက်စလုံးဟာအားအသင့်သွားခဲ့ကြပါတယ်။အမေ ီအထဲမှာစားရင်တထဲဟုတ်တယ်ချွေးမလေးဒါကအရန်ကိုရှင်းကြတဲ့ရှင်းအောင်စာတွေတထဲပဲခံမဲ့အမေဒါကကြည့်ရတာအရန်လေးမဲ့ပုံမဲ့စာရီကဟောင်းနေပြီမဲ့ကြည်စမ်းဘလိုရန်တောက်ပနေတာလဲတွေးကြည့်ဖို့တောင်အံ့ဩတယ်ကြည့်ရတာဒီစာရီကိုဝေ့ရတဲ့အမျိုးသမီးကနဖျားမတွေထက်တောင်ရောက်မှာမဟုတ်ဘူးဒီနောက်အန်ဂျနာဟာသူမရဲ့ချွေးမလေးရောက်စလုံးကိုစာရီအကြောင်းကိုပြောပြပါတယ်ချွေးမလေးတို့သိကြရဲ့လားဒီစာရီဘောကပန်းတွေကနုတ်တွေကိုရွှေအစ်စ်နဲ့ပြုတ်လောက်ထားတယ် ။ပလဲတွေကိုစိတ်နဲ့ပြုတ်လုထားတယ်။စာရီရဲ့ချီမြင်တွေကငွေနဲ့ချုပ်လုထားတယ်။ဒါကငါတို့ဘိုးဘွားပိုင်စာရီပဲ။ငါတို့ရဲ့ယောက်မတွေရဲ့ယောက်မတွေကနေတဆင့်လက်ရှင်ကန်းလာခဲ့တာ။ဒီစာရီကိုအိမ်ရချွေးမဖြစ်သူစီပေးပိုင်ခွင့်ရှိတယ်။အမေပါဘူးပြောချင်တယ်လဲဆိုတာသဘောပေါက်ကြရဲ့လားချွေးမလေးတို့။ငါလည်းရပိုင်ခွင့်ရှိရဲ့ထိုက်တန်တဲ့ချွေးမတယောက်ကိုဒီစာရီကိုပေးမယ်။ပြောပြီးနောက်အန်ဂျနာဟာအခန်းထဲကို ဝင်သွားခဲ့ပါတယ်။ငါဒီအိမ်မှာ၁၀နှစ်လောက်နေလာခဲ့တာ ။ဒါပေမဲ့တခါမှအမေစာယူကြအောင်ထုတ်မပြောခဲ့ဘူးဘူး။ညီမတို့ဒါအခုတည်းအောင်စကားရည်နဲ့ရိုက်နှက်ခံနေရတာ။အခုလေအမေရဲ့မိသားစုစာတွေကိုပူကြစီအမိန့်နဲ့တက်တည်ပြကျင်နေတာ။အမေကဘာတဘောလဲ။စာရီကငါတို့နဲ့မထိုက်တန်တာလား။ဒီမှာတော့သူ့ကိုအဲ့စာရီပေးမှာလုံးဝခွင့်ပြုမှာမဟုတ်ဘူး။ဒါကတော့ချမ်းသာတဲ့မိစာဘူးဆိုတဲ့မိသားစုရဲ့အကြောင်းပါ။ ီအိမ်မှာတော့အန်ဂျနာလို့ခေါ်တဲ့အမျိုးသမီးမှာသားလေးယောက်နဲ့သမီးတစ်ယောက်ရှိပါတယ်။ပူဇာဟာဆင်းရဲတဲ့မိသားစုကလာတဲ့အငယ်ဆုံးချွေးမလေးပါ။ဒါပေမဲ့အယောင်ကိုယဉ်ကျေးပါတယ်။ပြီးတော့ချွေးမလေး၃ယောက်ကတော့ပညာသက်ပြီးအယောင်ကိုခင့်မိပါတယ်။ရောက်ခမရဲ့စကားကိုကြားခဲ့ရတဲ့အခါမှာတော့ချွေးမ၃ယောက်ဟာပူဇာကိုမနာလိုဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ညနေခင်းမှာတော့ပူဇာဟာအလုံးအတွဲညစာပြင်ဆင်နေခဲ့ပါတယ်။ ချန်နဲ့ချွေမ၃ယောက်ကတော့အချင်းချင်းစကားပြောဆိုနေခဲ့ကြပါတယ်။ရီယာနင်မသွေးမိဘူးလား။ပူဇာအိမ်ကိုဆောက်ရောက်ကြတဲ့အမေရှိမှဆိုအမြဲတက်ကြွပြနေရလေ။ဟုတ်တယ်အမ။အမပြောတာမှန်နေ။သူ့ရဲ့ပထမနေ့မိဖို့ကြောင့်ဝင်းနဲ့နေရစားပြီးအားလုံးအတွက်ချက်ပြုတ်ပေးရဲ့။အမေကအားလုံးရှိမှသူ့ကိုဘလောက်တောင်မှရှိကျူးနေလဲဆိုတာအမမမြင်ဘူးလား။ဒီညနေသူချက်ထားတဲ့အစားအသောက်တွေအားလုံးဘာလို့မဖြည့်ဆည်းတာလဲ။ဒါဆိုရင် သူ့ပန်းသူ့ရဲ့ပန်းကိုအမေထီတော်မှလည်းမဟုတ်ဘူး။ ဒီနောက်သူ့ရဲ့လမ်းကိုသူ့ဘာသာရွေးချယ်လိုက်မယ်။ပူဇာရဲ့လင်ညီမတုံယောက်ဟာအပြုံးတွေနဲ့မိဖို့ကြောင့်နဲ့ဝင်သွားခဲ့ပါတယ်။ပူဇာအားလုံးအတွဲပြင်ဆင်ထားတဲ့ညစာတွေကိုငရုတ်တိမုတ်နဲ့ဆမ်ပူတင်တဲ့ကိုစားရီထည့်ပြခဲ့ကြပါတယ်။သူကလူတိုင်းရဲ့စိတ်ကိုဖန်ဆားရတာကိုကြိုက်တယ်။အခုငါနဲ့ကိုဘယ်လိုချုပ်ကင်မလဲဆိုတာပြပေးမယ်။ပူဇာဟာသူမရဲ့အစားအသောက်တွေနဲ့အန်ဂျလီငရုတ်တိမုတ်တွေထည့်တာကိုမြင်တွေ့ခဲ့ရပါတယ်။ဒါပေမဲ့သူမဟာဘာမှမပြောခဲ့ပါဘူး။ အန်ဂျလင်ဟာဒူမောက်ကိုမြင်တော့ထိတ်လန့်သွားခဲ့ပါတယ်ပူပူကြာငါငါနေ့ကိုလိုက်ရှာနေတာနင်မယ်ရောက်နေတာလဲဟုတ်ကဲ့အမပြောပါကျမအပြင်ခဏထွက်သွားတာပါတခုရှာနေရလားဟုတ်တယ်ငါငါငါမိဖို့ကြောင့်နေဝင်လာခဲ့တာရေတောက်ချင်လို့ငါငါရေဘူးမတွေ့လို့ကျမကိုခေါ်လိုက်ရောပေါ့ကျမပြီးမှာပေါ့ဒါကိုရှာဖို့ဘာလို့ဒီလောက်တောင်စိုးရင်စရာလိုနေလို့လဲ မဟုတ်တာမဟုတ်တာပူကြာငင်လဲအញ្ញာလုံးတွေအားလုံးကိုလုံနေရတာတနေကုန်ပင်မန်းနေမှာပေါ့ဟုတ်တယ်မလားဒါကြောင့်ငါနားလေပါတယ်ပြောပြီးနောက်အန်ဂျလီရောဟာမိဖို့ကြောင့်ကနေထွက်သွားခဲ့ကြပါတယ်ပူကြာဟာအစားအသောက်တွေကိုပြန်ပြင်ဆင်ခဲ့ပါတယ်ပြီးနောက်အားလုံးအတွက်ဇပွဲပေါ်တည်ခင်းမိခဲ့ပါတယ်ဒီအချိန်မှာပဲလင်ညီမသုံးယောက်ဟာပြုံးနေခဲ့ကြပါတယ်အန်ဂျနာနှုတ်ဆောင်မြုပ်ကိုစားပြီးတာနဲ့ဘလို့နှုတ်ဆောင်ပြုတ်လောက်ထားတာလဲရွှေမလေးပူကြာတိတ်ကိုအရသာရှိတာပဲ။ ဘလို့ဖြစ်တာလဲပူကြမင်းဖိုက်စတာဟိုတယ်မှာတော့တော်လုံးတဲ့နေဒီနေ့ငါမခရင်တယ်စားရတာအတော်လေးကိုတဘောကြတယ်ပြီးတော့တန်သူနေနာမဟုတ်ရောပဲဆံပြုတ်စုံလုံးဝကိုအရသာရှိတယ်အခုပြောတာမှန်နေရောင်းမလေးပူကြကအကောင်းဆုံးရောင်းမလေးပဲဗီဒီယိုလေးကိုဆက်မကြည့်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးသွားဖို့တောင်းဆိုလိုက်ပါတယ်ရှင်အားလုံးရဲ့ပူကြောက်ကိုချီးကျူးတဲ့စကားတွေကိုကြားခဲ့ရတဲ့နောက်မှာတော့လီညီမ၃ယောက်ဟာဆုံးအသွားခဲ့ကြပါတယ်။ ဒါကဘလို့လို့ဖြစ်နိုင်မှာလဲငါကိုယ်တိုင်နုဆံပြုတ်တဲ့ကိုစားရီထဲခဲ့တာပဲဟင်းကတွေတဲ့လည်းငယ်ဦးတိမုံနေထဲခဲ့တာပဲဒါကိုဘလို့ဖြစ်လို့လူတိုင်းကကြိုက်နိုင်ရလဲလင်ညီမသုံးယောက်ဟာပူဇာရဲ့ချီးကျူးမှုတွေကိုညှော့သွားအောင်မလုပ်နိုင်ခဲ့ကြပါဘူးပူဇာဆက်ပြီးရောက်ခမရဲ့စိတ်ကိုပိုင်အောင်လုပ်နိုင်သွားမှသူမကိုမိသားစုပိုင်စားရီမပေးမှကိုကြောက်နေခဲ့ကြပါတယ်တနေ့မှာတော့အန်ဂျနာဟာခြေရောက်တွေနာကျင်ကန်ခဲနေခဲ့ပါတယ်ဒါကြောင့်သူမရဲ့ချွေးမလေးပူဇာကိုခေါ်လိုက်ပါတယ်သူမအဝိရှော်နေခဲ့ပါတယ် ဒီအချိန်မှာပဲအန်ဂျလီဟာသူမအခန်းပြန်ထွက်လာခဲ့ပါတယ်။ချွေးမအန်ဂျလီပူဂျာကိုခေါ်ပေးစမ်းပါကွယ်။ငါချစ်တော့ကိုစီလိန်နှိတ်ခိုင်းမလို့။အမေအမေကဘာပဲခိုင်းခိုင်းပူဂျာကိုပဲခိုင်းနေတာပဲ။ကျမကိုလည်းနည်းနည်းပါးပါးပြုစုဖို့အခွင့်အရေးလေးပေးပါဦး။ကျမအမေကိုနှိတ်ပေးမယ်နော်။ဒါကိုကြားလိုက်ရတဲ့အခါမှာတော့အန်ဂျနာအားအသင့်သွားခဲ့ပါတယ်။ချွေးမလေးအန်ဂျလီဒီနေ့နေထွက်တော့မယ်ထင်တယ်။ငါ့ကိုနှိတ်ပေးဖို့တင်မင်းနေလို့လီ။ထားလိုက်ပါ။နေ့ရက်လက်ကလက်သေးရှိပြီးပြစည်းသွားပါဦးမယ်။ အမေအဲ့လိုမပြောပါနဲ့ကျမမှလက်သေးရှည်ရသိပါတယ်ဒါပေမဲ့ကျမလက်သေးရှည်တွေကအမေလောက်အရေးမကြီးပါဘူးဒီလိုနဲ့အန်ဂျလီဟာအန်ဂျနာခြေထောက်တွေကိုဆီလူပြီးနေနေပြီးခဲ့ပါတယ်ဘလို့ပဲဖြစ်ဖြစ်ချွေးမလေးပူကြနေပေးတာလောက်ငါးချောင်းလုံးမတိဘူးသူ့လက်နဲ့နေနေတာခြင်တွေခြေထောက်ပေါ်သွားနေတယ်လို့ပဲဟုတ်တယ်အဖွားကြီးကျမကတော့ဒီမှာတိမ်မလို့ဖြစ်နေပြီဒါပေမဲ့ရှင်ကကိုနာတာပုံမှာပဲစိတ်ပူနေတာရှင်ဒီနေရာမှာပဲရှင်ကိုတက်ချင်စရာဖြစ်နေပြီ ဒီလိုနဲ့ရက်တွေကြာသွားတဲ့အခါမှာတော့ချွေးမ၃ယောက်ဟာရောက်ခမစီမှာခိုင်းနာလုပေးပါတယ်အခုပူဇာရဲ့တမီးကတော့ဖားရကောင်လူမြူးသူပျော်နေတော့မယ်အန်ဂျနာဟာသူမကိုအဲ့ဒီစာရီဝတ်ခိုင်းတဲ့အခါပူဇာဟာစာရီကိုတွားယူလာခဲ့ပါတယ်ဒါကဘာလဲငါကိုယ်တိုင်ကြောက်ချခဲ့တာဒီနေ့နင်ကန်ကောင်းနေနေပေါ့လေဒီနေ့နင်ကန်ကောင်းနေသေးရပေါ့လေဒီဘလောက်ထိငါတို့လက်ထဲမှာကန်ကောင်းနေနိုင်မလဲဆိုတာစောင့်ကြည့်အောင်မယ် ူဂျာရဲ့လင်ကြီးမ၃ရောက်ရဲ့လှူချမှုတိုင်းဟာမအောင်မြင်ခဲ့ပါဘူး။ဒါကြောင့်သူမရဲ့ရောက်ကမကိုလေကားပေါ်မှာပြုတ်ကြအောင်ကြံစီကြပါလေ။ဒီလိုနဲ့အယ်ကာဟာလေကားပေါ်မှာစီရီကိုတွန်းချထားလိုက်ပါလေ။ဒီလိုနဲ့ပူဂျာဟာလေကားပေါ်ကနေခြောက်ကြပြီးပြုတ်ကြသွားခဲ့ပါလေ။အမေရေအမေကဲပါဦး။ကဲကဲကြပါဦးအမေအမေဒီလိုနဲ့ပူဂျာကိုစေးုံခေါ်သွားခဲ့ကြပါလေ။ဒီအကြောင်းကိုလင်ကြီးမ၃ရောက်တာအချင်းချင်းပြောဆိုနေကြပါလေ။ ဘွားတော်ကြီးကိုပြုတ်ကျစီခြင်းလို့ငါလီကားမှာစီရီလောင်းထားခဲ့တာဒါပေမဲ့ဆန့်ကျင်ဘက်အနေနဲ့ဘွားတော်ကြီးတက်ပူကြအရင်ပြုတ်ကျသွားခဲ့တယ်အကဖယဲဒီကဓာတ်ပေါ်ကြတာပဲဖြစ်ဖြစ်ဖယဲဒီကိုဓာတ်နဲ့ထိုးတာပဲဖြစ်ဖြစ်ဖယဲဒီကလိဖြတ်ဖို့မဟုတ်ဘူးလေလူလဲအမရဲ့မကောင်းတဲ့ဒုစရိုက်တွေအများကြီးအကျင့်ဆိုးတွေအများကြီးလုပ်ခဲ့ပြီးပြီဒီတော့ဘွားတော်ကြီးပဲတည်တည်ပူကြပဲတည်တည်စိုးရင်ကြာမရှိပါဘူးဘာပဲဖြစ်ဖြစ်ငါတို့ကမိသားစုစာတီကိုရမှာပဲလေ ပြောပြီးနောက်လင်ညီမသုံးယောက်သာရီမောနေခဲ့ကြပါတယ်။ဒီအချိန်မှာအန်ဂျနာဟာအားလုံးကိုကြားသွားခဲ့ပါတယ်။အန်ဂျနာရောက်ရှိလာခဲ့ပြီးသူတို့လင်ညီမသုံးယောက်ကိုပားရလိုက်ကြပါတယ်။ပြီးတော့ပြောပါတယ်နင်တို့သုံးယောက်စလုံးဒီစာရီတစ်ထည်အတွက်နဲ့ဒီလောက်စိတ်တက်အောက်တန်းကြလိမ့်မယ်လို့ငါမထင်နာခဲ့ဘူး။နင်တို့တွေကလူတယောက်ကိုတတ်လိုက်တာပဲ။ကို့အိမ်မှာမွေလူချင်းမတွေရှိမှမသိခဲ့တာပဲ။မဟုတ်ဘူးအမေ။အဲ့လိုမဟုတ်ပါဘူး။အမေထင်တယ်လို့မျိုးမဟုတ်ပါဘူး။ ဘလောက်တောင်မှထပ်ပြီးငါ့ကိုလိန်ကြအောင်မလို့လဲနင်တို့ပြောတာတွေအားလုံးကိုငါနာနဲ့အဆက်ဆက်ကြားပြီးပြီနင်တို့လောက်ရတွေကိုငါအားလုံးသိပြီးပြီပူကြလဲငါ့ကိုအားလုံးပြောပြပြီးပြီပြောပြီးနောက်အန်ဂျန်နာဟာငိုနေခဲ့ပါတယ်အနှင်းငယ်ကြာသွားတဲ့အခါမှာတော့ပူကြသတိပြန်လည်လာခဲ့ပါတယ်တပတ်ခန့်ကြာမြင့်သွားတဲ့အခါမှာတော့သူမရဲ့ရောက်မအိမ်ကိုပြန်လာခဲ့ပါတယ်နင်သားစုစာတွေကိုဝတ်ထားခဲ့ပါတယ်သောကိုတွေ့ခဲ့ရတဲ့လင်ကြီးမတုံယောက်ဟာအားအသင့်သွားခဲ့ကြပါတယ်။မကောင်းတဲ့ချွေးမတွေကဒီစာရင်နဲ့မထိုက်တန်ဘူ ဒါပေမဲ့ငှချွေးမလေးပူဇာကတော့ထိုက်တန်နေ။နင်တို့တစ်ခါလောက်တော့မတွေးဘူးမလား။ तू အမြဲအိမ်မှုကိစ္စတွေလုပ်တယ်။အားလုံးတော့ချက်ပြုတ်ပေးတယ်။နင်တို့ကတော့တဏီကုံတစ်ခါတလေရှော်ပင်ထွက်တယ်တစ်ခါတလေပါတီသွားတယ်။တသားဆရာပူဇာလေးကတော့တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲတအိမ်လုံးပြည့်စုံဆောင်ရှောက်ပေးတယ်။ तू ဘယ်တော့မှဘယ်ကိုသွားမယ်လို့တစ်ခါမှမပြောဘူး။နင်တို့သူ့ကိုမတနာဘူးလား။ ။ဒါကိုကြားရပြီးနောက်မှာတော့ချွေးမသုံးယောက်ဟာသူတို့ရဲ့အမားတွေအတွက်အန်ဂျနာနဲ့ပူကြကိုတောင်းပန်ခဲ့ကြပါတယ်။ဒါပေမဲ့အန်ဂျနာကတော့ခွင့်မလွတ်ခဲ့ပါဘူး။သူမရဲ့အင်ကြီးကနေနှင်ထုတ်လိုက်ကြပါတယ်။ပြီးနောက်အင်အသေးမှနေဖို့လည်းပြောလိုက်ပါတယ်။ဒီလိုနဲ့ပဲအင်နဲ့ခြံတော့တွေအားလုံးဟာပူကြရဲ့လက်ထဲမှာ လုံခြုံစိတ်ချသွားနဲ့အထားခဲ့ပါတယ်။အနှင်းငယ်ကြမြင့်သွားတဲ့အခါမှာတော့အန်ဂျနာဆုံးပါသွားခဲ့ပါတယ်။အခုတော့ပူဇာနဲ့ရာဟုတို့ဟာပျော်ရွှင်စွာတအိမ်ထဲမှာပဲနေထိုင်သွားခဲ့ကြပါတယ် ဟုတ်ကဲ့ပါပုံမြင်လေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီ channel လေးကို like and subscribe လုပ်ပေးတော့ဖို့မမေ့ကြပါနဲ့နော်နောက်ထပ်ဗီဒီယိုလေးမှာပြန်လည်တွေ့ဆုံကြပါဦးမယ်ကျေးဇူးတင်ပါတယ်ရှင်